မင်္ဂလာပါခင်ဗျာဒီဘလော်လေးကနေကျွန်တော်မိတ်ဆွေများသိရှိအောင်မျှဝေခြင်းနဲ့အကြောင်းအရာလေးကတော့မဟာပရဟိတဦးဇင်းလေးကိုအကြောင်းပြုပြီးတော့လင်ညာစားတောင်းနေတဲ့လူတချို့ပေါ်နေပါပြီအဲ့ဒါကိုလည်းဦးဇင်းလေးကသူ့ရဲ့ကိုယ်ပိုင် Facebook Official အကောက်ကနေပြီးတော့မျှဝေထားပါတယ်ကဲဒီတော့ဦးဇင်းလေးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘာတွေပြောထားကြလဲဆိုတာကိုမိတ်ဆွေများလည်းနားထောင်ကြည့်ပါအောင်ခင်ဗျာ အခုကြည့်နေတဲ့သူအားလုံးကိုအရေးတကြီးပြောစရာရှိပါတယ်။ဝူစင်းလေးရဲ့ပုံတွေဗီဒီယိုတွေနဲ့ချက်ခန်းတန်းတွေပေးပါတယ်ဆိုပြီးတော့ငွေတွေလိမ်တောင်းနေတဲ့အကောက်အထုတွေညာစွာပေါ်ထွက်နေပါတယ်။ Facebook မှာအကောက်အထုတွေ20ကျော်ပါတယ်။ TikTok မှာအကောက်60ကျော်ပါတယ်။ဒီအကောက်အထုတွေကမိမိတို့ရှိကနေမိမျိုးစုံနဲ့လိမ်စားနေတာဖြစ်ပါတယ်။ဥစဉ်လေးဒီယနေ့ချိန်ဒီခြေကနန်းပေးခြင်းလုံးဝမပြုတ်လို့ပါဘူးပတ်စံတွေကိုလည်းလိန်တောင်းခြင်းနဲ့လုံးဝမပြုတ်လို့ပါဘူး ဒါကြောင့် အလေးခံသူတွေနောက်ထပ်အလေးခံမထိအောင်အကောက်အတုအစစ်ဖဲချမယ်ဆိုရင်ဗီဒီယိုကောခေါ်ကြည့်ပါဗီဒီယိုကောခေါ်လို့မကင်ဘူးမပြဘူးဆိုလို့ရှိရင်အဲ့ဒါအကောက်သူတွေပါလို့အညာကနေပြောချင်ပါတယ်ဒါကြောင့်အလေးခံတဲ့သူတွေနောက်ထပ်အလေးခံမထိအောင်ဦးစင်းအညာကနေပြီးတော့ညဝေပြားစီဒီပို့လေးကိုလည်းများများသိအောင်แชร์ပြီးပါလို့ကြားတဲ့အတိုင်းပါပဲဦးစင်းလေးရဲ့အကောက်တုတွေနဲ့အလှူတွေခန်းနေပါတယ်တဲ့ ဦးစင်းလေးကိုအတုံးချပြီးတော့ကိုကျိုးရှာနေကြတာပေါ့ဗျာဒီဘက်ကဒါရကဒါဤကာမဒီဘက်ကလည်းဒီဦးစင်းလေးကပရိတ်တတွေလုတ်တယ်ဆိုတော့ယုံကြည်စိတ်ချပြီးတော့ကြီးညူလေးစားလို့ဒါလှူကြတာဖြစ်ပါလိမ့်မယ်ဒီနေရာမှာတစ်ဖက်ကလိန်တဲ့လူတွေကလည်းလိန်တယ်လို့လှူတဲ့ပုံကူများကလည်းတီတီချာချာဝေဖန်စစ်စစ်ခွဲခြားပြီးမှလှူတက်ပါတယ်အခုဆိုရင်ဦးစင်းလေးက ပြီးခဲ့တဲ့ရက်ပိုင်းကခေါ်ယူတတိပေးခံရတဲ့အတိုင်းဒါဦးစင်းလေးကဆရာသမားထေကြီးဝါကြီးများရဲ့ဩဝါဒကိုခံယူပြီးတော့မိမိကိုမိမိပြုပြင်သောအားဖြင့်ပရိဒါလုပ်ငန်းတွေဘက်မှလျှော့ချပြီးတော့ပရိယတ်တိစာပေဘက်မှအသွန်ခွန်ဆိုင်ကြိုးစားမယ်ဆိုပြီးခတိကဝယ်လည်းပြုထားပါတယ်ဒီတော့ကြောင့်ပရိဒါနဲ့ပတ်သက်ပြီးတော့ဦးစင်းလေးတကယ်လူအပ်လာရင်သူ့အောက်စစ်ကနေတကယ်လူခံပါလိမ့်မယ် သို့တော့ဂျားတဲ့ကနေမတမာတဲ့လူတစုကအခုလိုမျိုးမျိုးစုံနဲ့လိန်လေတာကိုတော့ယုံကြည်ပြီးတော့အယံကာရောကြီးမလူလိုက်ကြဖို့ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့မိမိကတော့ဘရိုက်တာဦးစင်းလေးကိုလှူလိုက်တာလို့ထင်ပေမဲ့တစ်ဖက်ကရမသွားတဲ့အခါမှာဂျားတဲ့ကနေတယောက်နဲ့တယောက်ဝိဝါဒကွဲပြီးတူလို့တူလို့ယုံမှတန်တရားကြီးဖြစ်လာစေရအများကြီးရှိပါတယ်ခင်ဗျ။ဒီတော့ကဒီဦးစင်းလေးရဲ့ဗီဒီယိုကိုကြည့်ရှုပြီးတော့တစ်ဆင့်တစ်ဆင့် ဒီတော့ကဒီဥစဉ်လေးရဲ့ဗီဒီယိုကိုကြည့်ရှုပြီးတော့တယောက်ချင်းတစင်ချင်းမျှဝေပြီးတော့ဒီဥစဉ်လေးကိုအသုံးချပြီးလှူစားနေတဲ့သူတွေရန်ကနေဝိုင်းဝန်းကာကွယ်ကြပါစို့လို့ကျွန်တော်အနေနဲ့ဒီနေရာကနေတိုက်တွန်းလိုပါတယ်ခင်ဗျဒီဗလော်လေးကတော့ဒီလောက်ပါပဲခင်ဗျအားလုံးနှုတ်ဆက်ပါတယ်ခင်ဗျ